မင်္ဂလာပါခင်ဗျာမင်းပြည့်ရှယ်ရင်းကကြိုးဆိုပါရယ်ဒီနေ့ကျွန်တော်မျှဝေပေးရင်တဲ့အကြောင်းအရာကတော့နေထိုင်မင်္ဂလာတုံးမှာပဲဖြစ်ပါရယ်ဘုရားမြတ်စွာဘုရားကမင်္ဂလာတုံးတရားတော်မှာပတိယူပဒေတဝါဒောစပုပ္ပေစကတဘုံရတာအတ္တတမပဏိတိစဟိတံမင်္ဂလာမုဒ္ဒမံဆိုပြီးတော့ဟောကြားခဲ့ပါရယ်အဲဒီနေထိုင်မင်္ဂလာတုံးမှာကတော့နံပါတ်1ပတိယူပဒေတဝါဒောစတင်းလျော်တော်အယဉ်နိုင်နေခြင်း နံပါတ်၄ပုပ်ပိစကတ္တပုံညတာရှိကားပြုဘူးတော်ကောင်းမှုအတူရှိခြင်းနံပါတ်၃ပတ္တဓမ္မပဏိတိစမိမိကိုယ်နဲ့စိတ်ကိုကောင်းစွာဆင်းရဲဆောက်ရောက်ခြင်းတို့ပဲဖြစ်ပါတယ်။အဲ့ဒီနေထိုင်မင်္ဂလာသုံးပါးကိုမမိလွယ်စေဖို့အတွက်စီအိုက်တကုံဦးထွန်းမင်းကနေကဗျာလေးဖွဲ့ထားတာရှိပါတယ်။အဲ့ဒီကဗျာလေးကိုကျွန်တော်ဆိုပြပါမယ်။ကုလိုပညာဥစ္စာရဖို့တင်းရာဒေသအမြဲနေ ရှိကတဲ့ညိုပြူခဲ့ဘူးဒီကောင်းမှုအထူးရှိပါစေမိမိကိုကိုကောင်းအောင်ထေလို့မသိစီနဲ့ဆောက်တီလေးတုံးစာကိုပဲနေထိုင်ရေးမျော်တွေတော့ရဲပေးအဲရာမဘုရားဝါဒကပမင်္ဂလာတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခမရ